အစားအသောက်ဝင်ခြင်းမှုတွေပုံမကူရရှက်တဲ့သွားတာနဲ့မြ။ထိုင်းအစားအစာ၊ကိုရီးယားအစားအစာ၊စရဲအစားစရာတွေကလည်းလိမ့်လို့ပုံမကုန်နိုင်ပါဘူး။နိုင်ငံကစားစရာတွေပဲနမဲကြီးတာရတာရှိရမဟုတ်ပါဘူး။ဒီရင်ထုတ်ဒီတာထရက်ကိုမျိုးစုံကလည်းစားကောင်းအရတာရှိပြီးအဟာရတိဝပြီးရောနှစ်ပေါင်းများစွာရက်တီလာကလေးရူရစားတော့ကုန်နေပါပဲဒီနေ့မှာတော့မြမပီတလွားဒီတာလိုက်ထွက်ရှိထုတ်လို့ကြတယ် အသောကောင်မျိုးစားများကြီးတွေတာမှာအရှုအကြောင်းကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်၁ကတော့ပတိန်ဟလဝါပါ။ပတိန်ငူသွားတာပဲဖြစ်ဖြစ်ပတိန်ကလာတဲ့သူပဲဖြစ်ဖြစ်အဆောင်ဝဲမယ်ဆိုရင်တော့ပတိန်ဟလဝါကမပါမဖြစ်ပါပဲ။နမဲကြီးရတဲ့အနည်းစားလို့လည်းတော့ကောင်းတဲ့ဒီဟလဝါကိုဘယ်လိုပြုလုပ်ထားတယ်ဆိုရင်တော့ကောင်းငင်မုံအုံးနုရွားနုတကြားဘင်းစီ ကျန်တကာရီတို့နဲ့အချိုကြကြရောဆက်ပြုလုပ်ထားတဲ့အီအီစီစီချိုပွဲလေးပါပဲ။ဟာလိုဝါကိုထုတ်ပိုးမှုပုံစံမျိုးမျိုးနဲ့ရောင်းချကြပြီးဈေးကွက်ထဲမှာတော့ဟာလိုဝါအစုနဲ့ချောက်ဆိုပြီးနှစ်မျိုးတွေ့ရပါတယ်။ပတိဟာလိုဝါကမြန်မာတပီလုံးလုံးလိုတိုက်နှစ်သက်ကြတဲ့ချိုပွဲလေးတစ်ပွဲဖြစ်ပြီးအဲခန်းစပွဲပေါ်မှာဒီဂျူးရအလူပွဲတွေပါနေရာယူထားတဲ့ဒီတာထွတ်မှုရှူတွေကမှတစ်ခုပါပဲ။နောက်တစ်ခုကတော့ပကံပုံးရည်ကြီးပါ။ ဘုန်းကြီးကြီးဆိုပါနဲ့ပြပြနဲ့နဲ့နင်းမျိုးရောင် ရှိတဲ့အရှင်ဖောက်ပဲအနည်းကြီးတမျိုးကိုပြင်းပြမိကြမှာပါမြမရိုးရအစားစားတမျိုးလေးဖြစ်ပြီးတော့နှမ်းစီကြက်တောင်ဖြူကြက်တောင်နေလို့ ਨੇ ဒီတိုင်းတုပ်စားနိုင်တယ်လို့ဝတ်တာငါတို့ ਨੇ တွဲဖက်ရှက်ပြီးထမင်းမိန်စီတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ဘိုးကြီးကြီးကိုအများအားဖြင့်တော့ပကယ်များဦးညင်းချက်မြို့တွေမှာအချက်များကြပြီးသူတို့ကတဲပိဆက်ကနေအတိကအချင်းဖောက်ပြီးတော့ စားကြရောင်းချကြရတခုပါခုနောက်ပိုင်းလူငယ်ရီအစားများကြတဲ့ဝီရပေးခေါဆွေးနီတူဘိုးရီကြီးကလည်းဘဲကနေပြုတ်လုထားတဲ့အစားတော့ဖြစ်လို့ကြိုက်နှစ်သက်ရပါဝင်ဖြစ်စည်းနေတဲ့တူချမင်းခေါဆွေးနဲ့ပါမကြမ်းလိုက်ဖက်စွာစားလို့ရပါသေးတယ်ပူလေးချင်ကိုထိမ့်ပြီးပေးပြီးအစာရှိစနစ်ကိုကောင်းမွန်စေတဲ့အကျိုးကျေးဇူးတွေလည်းရှိနေလို့မြမရိုးရအစားအစာတစ်ခုနေနဲ့တံဘူးထားစားတောက်တဲ့ ဒီတွင်ထုတ်ပုံတစ်မျိုးပါပဲနောက်တစ်ခုကတော့ရှူရှူချင်းချင်းယူမျိုးစုံပဲဖြစ်ပါတယ်တေးစားအနေနဲ့စားကြတဲ့မုံတွေထဲမှာအင်းဒီချင်းနိုင်ငံတွေကတင်တင်နဲ့ပြတီလျှောက်တွေကိုထွတ်တော်ကြိုက်ကြတာသတိထားမိပါတယ်အဲဒီကနေဆက်ဆက်စဉ်းစားမိကဒီတွင်ထုတ်ဆိုရင်တော့ကျိုးစုံမျိုးမျိုးရှိရဆိုတဲ့အကြောင်းပါနိုင်ငံအနှံ့မှာတနိုင်တမိုင်းတတိယထိုးရလုပ်ငန်းတွေအများကြီးရှိကြတယ်ဆိုပေမဲ့ယူစုံနဲ့ပတ်သက်ရင် နာမည်ကြီးတာကတော့မော်လမြိုင်ပါပဲမော်လမြိုင်ဟာဒူယင်းမင်းကိုနဲ့နဲ့ကြမောင်းတဲ့ဆရာတတိတွေလိုင်းလိုင်းထွက်ရတည်တာဖြစ်လို့လက်ဆက်တန်ရှင်တဲ့ရိုမျိုးစုံမှုအများဆုံးထုတ်လို့ခံပြူရတည်တာဖြစ်တာပဲတတိတွေကိုအမျိုးအစားလိုက် ပြုတ်တာထုံးစိန်တာစသဖြင့်လူတို့လူ ပြုတ်ပြမီတကြာကြံကြရေးဆတဲ့အချို့တက်ဖို့ထဲထင်းကအပူပွင့်မွေချိုပြီးရိုပြုတ်လို့ကြတာဖြစ်ပါတယ် ။ online ဒေတာထွက်ချူချူရှင်းရှင်းယူမျိုးစုံကိုဘူးထုတ်စတဲ့ဖြင့်ဒီတက်လာပါတဲ့ထုတ်လို့မှုပုံစံအမျိုးနဲ့ထုတ်လို့ရောင်ရှနေရဖို့တွေ့ရလို့တည်ရင်းထုတ်သေးစားရတဲ့မှာရွေးရှယ်မှုကောင်းလို့ထင်မိပါတယ်။နောက်တစ်ခုကတော့နွားနုကြောက်ပါ။တဘာဝရှန်ထွက်နွားနုတွေကနေပြူချက်အချောက်ခံထားတဲ့နွားနုကြောက်ကလည်းဒီတိုင်းစားလိုက်ရတယ်လို့ကြော်စားလို့လည်းရတာရှိလို့နာပါ။ လူကြီးလူငယ်တွေစားလို့ရတဲ့ဒီနွားနှုတ်ကြောင့်ဟာကျမရေးနေလေနီညီညွတ်ကိလို့ထားရမှာမြေပူချင်းကစားပြီးလက်လက်ဆက်ဆက်ဖြစ်အောင် ဖန်တီးရတဲ့မြမပြည်တဲ့အစားအစာတမျိုးလေးဖြစ်ပါတယ်ဒီလူနွားနှုတ်ကနေပြုလုပ်တဲ့နွားနှုတ်ချောင်းအဖြစ်နွားနှုတ်ခင်းတဲ့ကြအစာပြီးစားစရာမဟုတ်မျိုးမျိုးဘူးလေဖန်တီးနိုင်သေးတာပေါ့တီရင်ထုတ်ကုန်နေရမှာတော့နွားနှုတ်ချောင်းနဲ့တခြားနှုတ်ထွက်ဖြစ်စည်းတွေကလည်း မရှိမဖြစ်အဟာရဖြစ်ဖွေရာ အစာစာတွေကြည်ပါပဲမြန်မာနိုင်ငံမြို့တော်အများများမှာနွားမွေးမြူရေးလုပ်ငန်းလုပ်ကင်ကြတာကြောင့်နွားနုနဲ့လူ့ကျွက်ပစ္စည်းထုတ်လုပ်နိုင်တာဟာဒေတာတစ်ခုလည်းတော့မဟုတ်ပါဘူးဒါပေမဲ့နွားနု၆လို့ပြောလိုက်ရင်မြစ်ကြီးနားဒေတာထွက်နှောင်းနှောက်တွေနုနဲ့နုထွက်ပစ္စည်းတွေကဈေးကွက်ထဲမှာတော့အကြီးအသေးထိတ်တန့်ရှိတဲ့ထုတ်ကုန်တွေပဲဖြစ်ပါတယ်